Hello အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ဒီသင်ခန်းစာမှာဒီ skip နဲ့ limit ဟဲ့ဦးကျွန်တော်သင်ပေးမယ်အာတုံးလာတော့ကြိုက်တဲ့နေရာမှာတုံးလို့ရရပါတော့ဒါပေမဲ့အများဆုံးတော့ကျွန်တော်အထင် pagination တွေလိုဟာမျိုးတွေမှာကျွန်တော်ဒီကောင်းတွေတုံးရမယ်ပေါ့နော် skip တို့ limit တို့ limit ဆိုတာရှင်းတယ်ဗျာဘာလို့ဆိုကျွန်တော်လိုချင်တဲ့ record ကိုကန့်လိုက်တာဥပမာ limit 2ဆိုလို့ရှင်တေချာပေါင်းနှစ်ခုပဲထွက်မှာဗျာနော် limit 2ဆိုလို့ရှင်နှစ်ခုပဲထွက်မယ် skip ဆိုတာဘယ်နှစ်ခုကြော်ပြီးတော့ထုတ်မှာလဲ ဒါကိုပြောချင်တာခုနလို pagination လို့ကိစ္စမျိုးတွေမှာကျွန်တော်တို့သုံးလို့ရတယ်ပေါ့နော်အဲ့ okay အဲ့တော့နည်းနည်းကျွန်တော်စမ်းကြည့်အောင် db. အာ sorry user s မပါအောင်နော် okay user.find နဲ့ကျွန်တော်ဒါအကုန်ရှာလိုက်တာပေါ့နော်ဒါဆိုသုံးခုလုံးထွက်လာမှာဗျာနော်အခုကျွန်တော်ပထမဆုံး record နှစ်ခုကိုပဲထုတ်ချင်တာ okay .limit limit နဲ့ limit limit နဲ့ကျွန်တော်နှစ်ခုပဲထုတ်မယ်ကိုဒါဆိုကျွန်တော်တို့နှစ်ခုပဲထုတ်ပြီးတယ်ပထမဆုံးနှစ်ခုပေါ့နော်ဒီနှစ်ခုကိုထုတ်ပြီးတယ် โอเคတကယ်လို့ limit 3ဆိုလို့ရှင်တုံးမှုထုတ်ပြီးတယ်ပေါ့เนาะအဲ့တော့ limit မဟုတ်ဘူးကျွန်တော်အခု skip ခြင်းတယ် SK army skip နှစ်ခုကိုကြော်လိုက်မယ်ဗျာနှစ်ခုကြော်လိုက်မယ်ဆိုဒီနောက်ဆုံးတစ်ခုထွက်မှာပေါ့เนาะအဲဒီလိုမျိုးပေါ့เนาะနှစ်ခုကိုကျွန်တော်ကြော်လိုက်မယ်ဒါဆိုလို့ရှင်ဒီမှာနောက်ဆုံးတစ်ခုထွက်လာတယ်โอเคအဲ့ဒါအဲ့ဒါ beginning နဲ့ဘယ်လိုဆက်ဆက်နေလဲကျွန်တော်နည်းနည်းလေးပြောကြည့်အောင်ပေါ့เนาะโอเคအဲ့တော့ကျွန်တော်ဒီလိုဒီလိုတွက်ကြည့်မယ်ဘာလို့ဆိုတော့တပိ့ရှိမှာကျွန်တော် data record က၃ခုပဲရှိတယ်ဗျာเนาะ ကျွန်တော်ဟို website website ကလေနော်နည်းနည်းမြင်အောင်ကြည့်လိုက်ဗျာ website ရဲ့ page တစ်ခုမှာအဲ website ရဲ့ page တစ်ခုမှာဘာလို့အောက်မှာ pagination list ရှိမယ်ကျွန်တော်ဘာလုပ်ချင်လဲဆိုတော့တစ် page မှာနှစ်ခုပဲပြချင်တာဗျာနော်တစ် page မှာနှစ်ခုစီပဲပြချင်တာဒါဆိုကျွန်တော်တို့မှာဒီ record ရဘယ်နှ page ရှိမလဲဆိုတော့နှစ် page ပဲရှိမှာဗျာနော်အာ browser ဖွင့်တာမြင်ခဏလေးနော်ကျွန်တော် browser တစ်ချက်ဖွင့်လိုက်မယ် mm core website ကိုတစ်ချက်ဝင်လိုက်မယ် okay အဲ့ဒီက article တွေကိုကျွန်တော် plan ကြည့်လိုက်မယ် ဲ့ဒီမှာဒီမှာဆိုလို့ရှိရင်ဒီမှာတစ်ချက်ကြည့်အောင်ဒီမှာ page number လေးရှိတယ်ဗျာဒါဆိုကျွန်တော်တစ် page မှာဘယ်နှခုပြထားအောင်စနက် post စနက်ခုပြထားရယ်ပေါ့နော်တစ် page မှာစနက်ခုပြထားရယ်ဒုတိယတစ် page ကိုသွားကြည့်မယ်အာနောက်ထပ်စနက်ခုရှိတယ်ပေါ့နော်အားလုံးမှာ post record data နှံ24ခုရှိတယ်ဗျာအခုအကြကျွန်တော်ဘယ်လိုလုပ်ချင်တာဆိုတော့ဒီပထမဆုံးတစ် page မှာ အာ record နှစ်ခုပဲပြနေတာဗျာ solo ရ bar record ရေးစလဲဆိုတော့ mdk နဲ့ user one ဒါ one ကိုနှိပ်လိုက်ရင်အလိုပေါ်ရမယ်ဒုတိယ page ကိုနှိပ်လိုက်လို့ရှင် အောက်ဆုံး channel တကူပေါ်ရမယ် okay အဲ့ဒါကိုကျွန်တော်ဘယ်လိုမျိုးလုပ်ကြည့်မလဲဆိုတာကျွန်တော်ပြောပါမယ်ပေါ့နော်ထားပါတော့တစ် page မှာ record နှစ်ခုရှိတာတော့စိတ်ထဲမှာမှတ်ထားလိုက်လက်ရှိ page number ကထားတော့1မှာဖြစ်နေပြီဆိုလို့ရှင်ကျွန်တော်ဘယ်လိုဖြစ်မလဲဆိုတော့ပထမဆုံးတစ်ပိတ်မှာဆိုလို့ရှင်ဒီကြတော့ limit ကကျွန်တော်နှစ်ခုပဲဖြစ်ရမှာဗျာနော် ။ဘာသာကျွန်တော်လိုချင်တာနှစ်ခုပဲ။ဒါရက်ကွာနှစ်ခုပဲလိုချင်တာ။ MM ကိုရမဆက်နှစ်ခုပြရနော်။ limit ကနှစ်ခုပဲလိုချင်တာ။အဲ့တော့ပထမဆုံးတစ် page မှာဆိုလို့ရှိရင်ဒီ skip က0တစ်ခုမှမကျော်ဘူးပြနော်။တစ်ခုမှမကျော်ရဘူး။ဟာလား။ဒီပထမဆုံးနှစ်ခုထွက်လာမယ်။အဲ့တော့ကျွန်တော်နည်းနည်းရေးကြည့်မယ်။အဲ skip sorry နောက်မှာကျွန်တော် dot နဲ့ဟာလား MID limit limit ကအမြဲတူးပဲဖြစ်မှာပြနော်။ skip နဲ့0ဆိုလို့ရှင်ဒါတခုမှမကြော်ဘူးအဲ့တော့ပထမဆုံးနှစ်ခုထွက်လာမှာပေါ့နော်ဆိုလိုတာကိုဒါဆိုရင်ဒီမှာ MDK နဲ့ user 1နဲ့ဒီနှစ်ခုပထမဆုံးနှစ်ခုထွက်လာဒါဆိုကျွန်တော်နောက်ထပ် page number က2ဖြစ်သွားပြီဆိုရင်ရော Okay ဒါဆိုနောက်ဆုံးကြံနေတာတခုထွက်လာမှာပေါ့နော်ဒါပေမဲ့ကျွန်တော်စဉ်းစားမှာဘာလို့ဆိုတော့ပထမဆုံးတစ် page မှာနှစ်ခုကြော်ဒုတိယဒုတိယတစ် page မှာဆိုလို့ရှင်ကျွန်တော်နှစ်ခုကြော်มาရမှာပေါ့နော်ဆိုတော့ဒီ skip က2ဖြစ်ရမှာပေါ့နော်နှစ်ခုကြော်သားမှာဒါဒီတတိယ record ရမှာလीเนาะ Okay ဲ့တော့ skip ကဒါအာ2ဖြစ်ရမယ် limit ကတော့2ပဲပေါ့နော်ဘာလို့လဲတပိ့မှာပေါ်ခြင်းနေတာအရေးတွက်ကတော့ limit ပဲပေါ့နော်ကိုဒါဆိုကျွန်တော်တို့နောက်ဆုံး user 2 user 2 @a.com ဆိုတဲ့ဟာလေးထုတ်ပေးတယ်နားနားလည်မယ်လို့ကျွန်တော်ထင်တယ်ဒါ skip နဲ့ limit ရဲ့အာတုံးရမယ်ပုံစံပေါ့နော်โอเคအားလုံးပဲကျေးဇူးပါ